မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလားပိတာညွှန်ကြားမှုအစီအစဉ်ထာနာမှာ2025ခုနှစ်ဇွန်လ26ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုက်ထွာရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်မှာ32ဒီဂရီဆက်စီယံ60ဒီဂရီဖာရန်ဟိုင်းရန်ကုန်မြို့မှာ30ဒီဂရီဆက်စီယံ86ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ35ဒီဂရီဆက်စီယံ95ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါသေးတယ် ီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုတို့မှဖမ်းဝင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နေဘင်္ဂလားပင်လယ်အော်တို့မှတိမ်အင်းတင်တင်မှတိတ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးဒိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွက်လျရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတစ်ကြုံခြင်းမိုးကြိုးဖြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်တင့်တင့်မှတိမ်ထူထပ်နေရာကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေမှာ ဒီကနေ့မြန်မာစံတော်ချိန်စက္ကွန်30နာရီချိန်တိုက်ထွားကြများအရာဘင်္ဂလားပြည်လယ်အနောက်မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအော်ရတာပြည်နယ်နဲ့အနောက်ဘင်္ဂလားပြည်နယ်ကန်ယူတန်းတို့မှာဖြစ်ပေါ်နေတဲ့လေဖိယားနိုင်ယုံဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါလေဖိယားနိုင်ယုံဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့လျာနိုင်ပြီးအော်ရတာပြည်နယ်မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့အနောက်ဘင်္ဂလားပြည်နယ်တို့ကိုဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နယ် င်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအာတင်တင်မှာအာကောင်းနေပါတယ်မြမပင်လယ်ပြင်မှာမြမကဲဦးရဲတရှောင်းနဲ့ကံလုံပင်လယ်ပြင်တို့မှာရံပန်ရံခါမိုးသက်လေးပြင်များကြာရောက်ပြီးလိုက်ကြည့်ပါမယ်မိုးသက်လေးပြင်ကြာစဉ်ရေပြင်မြေပြင်လယ်အားတနားကို35မိုင်တီတိုက်ခတ်နိုင်ပါတယ်လိုင်းမြမမြမကဲဦးရဲတရှောင်းနဲ့ကံလုံပင်လယ်ပြင်တို့မှာ17ပေမှ23ပေကန်ရှိနိုင်ပါတယ်မနှက်ဖြတ်မိုးတဲချိန်ဒီခမ်းမန်းချက်များအနေနဲ့ကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်တို့မှာနေရာကြကြင်မကွေးတိုင်းဒေသကြီးနေပြည်တော်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိစိနဲ့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ် AR တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမုန်ထချုံရွာပြီးကချင်ပြည်နယ် စကန်နဲ့ဒီသားကြီးထပ်ပိုင်းရခိုင်ပြည်နယ်မကွေးတိုင်းဒီသားကြီးပဲခူးတိုင်းဒီသားကြီးရှမ်းကုန်းတိုင်းဒီသားကြီးအေရော်ရီတိုင်းဒီသားကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရောက်ကပီးမူချီနိုင်ပါတယ်နေပြည်တော်နဲ့ညတော်ိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာနေရောက်ကကြားမူထစ်ချုံရွာပါမယ်အမြင့်ဆုံးမူချိန်မှာ30ဒီဂရီဆက်စီယံ86ဒီဂရီဖာရင်ဟိုင်းနဲ့အနိမ့်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီယံ85ဒီဂရီဖာရင်ဟိုင်းရှိနေပါသေးတယ်။ရန်ကုန်မြို့နယ်ညတိုင်းမနက်ဖြန်အတွက် ိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။အနည်းဆုံးဘူးကြိမ်မှာ37ဒီဂရီဆက်စီယက်88ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးကြိမ်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုင်းမနက်ဖြန်အတွင်းမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးဘူးကြိမ်မှာ35ဒီဂရီဆက်စီယက်65ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးကြိမ်မှာ26ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွက်ခံမှန်းချန်နေတဲ့ကတော့ရခိုင်ပြည်နယ်အေရီတနိသားကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနိသားကြီးတို့မှာမိုးပိုလာနိုင်ပါတယ်အထူးမိုးလေဝသတဲ့ဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုက်ထွာချက်များအရကပ်ပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားကောင်းလာနိုင်ခြင်းကြောင့်၎င်းအရှိဘက်မှာရွေလျလာတဲ့လေဝေလိုင်းများရဲ့အရှိန်ကြောင့်၎င်းအနောက်ဘက်မှာရွေလျလာတဲ့လေဝေလိုင်းများရဲ့အရှိန်ကြောင့်၎င်း ဒီကနေ့ညနေမှာ30ရက်6လ2025ရက်နေ့အတွင်းမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရာကျကျနေနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်း AR တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာအနှံပြမိုးတိကျုံရွာပြီး အချို့ဒေတာများမှာဒေတာလိုက်နဲ့နေရာကွက်ရွေးမှုကြည့်ပါမယ်။မြမကံယူရတဲ့ရှောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာရံဖန်ရံကမိုးသက်လေပြင်းများကြရောက်ပြီးလိုင်းကြီးပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလျားတနအိုင်ကို35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကံယူရတဲ့ရှောင်းနဲ့ကံလွန်ပင်လေပြင်းတို့မှာ71ဘီမှ73ဘီကန်ရှိနိုင်ပါတယ်။အကြံပြုချက် သူဖြစ်ပါ၍မိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ကျုံခြင်း၊မိုးကျိုးပြစ်ခြင်း၊လျက်စီးလက်ခြင်း၊မိုးတီကျွေခြင်း၊ပြက်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့တဘာဝဘေးရန်များဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေတာများရှိကုန်းမြေဒေတာနီမှနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင်းငယ်ချောင်းငယ်များနီမှနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်တရပြုရှောင်ရှားနိုင်မှရန်နေ ပြည်တွင်းရေချောင်းသွာလာရေးလေချောင်းပြန်တမ်းရေးနှင့်ဆယ်မြောင်းတာဒမန်များအနေဖြင့်လိုအပ်သည်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှရန်တတိပေးနှုတ်ဆောင်အပ်ပါသည်ရေးကြီးခြင်းတတိပေးချက်ဒီကလေးမြမဆန်တော်ချင်း၁၈30ချင်းတိုက်ထွာချင်းရာချင်းတွင်းမြေဟာကလေးဝါမျိုးမှရင်မျိုးရဲ့စိုးရင်မအောင်လေးပေခွဲခန်းမှရောက်ရှိနေပါသည်အစောပိုင်းမြေဟာနောက်နှစ်ရက်အတွင်းရင်မျိုးရဲ့စိုးရင်မတို့ရောက်ရှိနိုင်ပါသည် ဒီကနေ့မြမစံတော်ချိန်18:30နာရီချိန်တိုက်ထွားကြရအောင်ချင်းရွှေမြေဟာမုံရွာမြို့မှာရှင်မျိုးရဲ့စိုးရင်ရင်မအောင်၃ပေကျော်မှရောက်ရှိနေပါတယ်အစောပိုင်းမြေဟာနောက်နှစ်ရက်အတွင်းရှင်မျိုးရဲ့စိုးရင်ရင်မတို့ရောက်ရှိနိုင်ပါတယ်သူဖြစ်ပါ၍ကလေးဝါမြို့နယ်နဲ့မုံရွာမြို့နယ်များအတွင်းရှိမြေကန်အနေနဲ့မြေနှိပ်ပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်တရီပြူနိုင်ပါရန်နဲ့မြေရင်မြင့်တက်လာပါကအချိန်ကြီးရောက်ရှိနိုင်ပါရန်တရီပေးနှုတ်ဆက်အပ်ပါတယ်အခုတင်ပြခဲ့တာကတော့ ီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကြမ်းမာချမ်းသာကြပါစေရှင်